ီးယားမင်းသားလို့ခြောရင်မြန်မာသားကြောင့်ရောက်ခမခေါ်ခံနေရတဲ့တင်းဥဆောင်နိုင်လို့ဒက်ခွက်လက်လွတ်မှာဓပုံလေးဓပုံကြောင့်ရောက်ခမကြီးလို့ခေါ်ခံနေရတာကလူချမ်းတင်းဥဆောင်ဦးနိုင်လို့ပါလူချမ်းတင်းဥဆောင်ဦးနိုင်လို့ဟာတချမ်းရက်ပိုင်းမှာတော့သူ့ရဲ့သားလေးဆိုသူကဒေါ်လမရဟန်းခံပေးနေတာဖြစ်ပါတယ်အစောပိုင်းဓပုံမှာလူချမ်းတင်းဥဆောင်နိုင်လို့ရဲ့သားလေးကမိခလိတွေကြိုက်ကြတဲ့ပုံစံကိုရီးယားမင်းသားလေးနဲ့တူးနေတာပါအကြောင်းလေအင်တာနက်ပေါ်မှာရုပ်ရှင်တရားဆောင်လူချမ်းမင်းသားနိုင်လူရဲ့သားလေးကိုဆွဲလန်းချိန်နေတဲ့ကြရင်မိန်ကလေးပရိသတ်တွေအများကြီးရှိနေရပါဘူး ဒါပြင်တသက်လုံးရုပ်ရှင်တွေထားထဲမှာပြုဆောင်မင်းသမီးတွေကိုမဖွဲ့မရအာဓမလုပ်တဲ့ဇဝင်ကန်းနေကြောင်းမိန်ကလေးပြိသက်တွေနှကောင်းရှုံရတဲ့လူချမ်းပြုဆောင်မင်းသားနိုင်လို့ဟာခုချိန်မှာတော့မိန်ကလေးတိုင်းကရောက်ခမကြီးလို့ခေါ်ခံနေရပါပြီခုဆိုရင်မိန်ကလေးအားလုံးကတားဖြစ်သူဖြစ်နေတာကြောင့်ပမားနိုင်လူပမားနိုင်လူတလူရဲလူနေရဖြစ်ပါတယ်တချို့သောသတင်းတွေကလိုင်းပေါ်မှာကိုရီးယားမင်းသားနဲ့တူလို့အစင်လေးဆိုပြီးတော့နာမည်ကြီးနေတဲ့သူဟာလူချမ်းမင်းသားနိုင်လို့ရဲ့တိတ်တိတ်ပုံသားပါလို့လည်းပြောကြတာပါ ခုခါမှာတော့လူကျန်းတယောက်ဆောင်မင်းသားနိုင်လို့ကမိန်ကလေးတန်းတန်းဆွဲနေကြတဲ့တားဖြစ်သူနဲ့ပတ်သက်ပြီးအခုလိုပြောလာတာပဲဖြစ်ပါတယ်။တယောက်ဆောင်နိုင်လို့ကအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့သူသားဟာအများထင်လို့သူ့ရဲ့တိတိပုံသားမဟုတ်ဘဲယခုသူလက်ထပ်ထားတဲ့ဇနီးတွေပထမအိမ်အောင်နဲ့ရတယ်။မယဘာသားပါလို့ပွင့်လင်းစွာပြောလာတာပါ။ဆက်လက်ပြီးတော့လူကျန်းတယောက်ဆောင်နိုင်လို့ကကိုလက်ရှိပေါင်းသိနေတဲ့ဇနီးမှာပထမအိမ်အောင်ရှိခဲ့လို့သူ့မှာလည်းပထမအိမ်အောင်ရှိခဲ့ကြအောင်အခုလိုအလိုက်ပေါ်မှာရေပန်းစားနေတဲ့သူကဇနီးတွေပထမအိမ်အောင်ကရတယ်သားပါလို့ဆိုလာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းတရုတ်ဆောင်နိုင်ငံကသူ့ရဲ့မိဘသားလေးကိုအောင်မြင်ကြကြတဲ့နှုပညာရှင်ဖြစ်စေချင်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လည်းသူ့ဘက်ကအစွမ်းကုန်ပံ့ပိုးပေးသွားမယ်လို့လည်းပြောလာတာပါ။ဒါပေမဲ့လည်းတားဖြစ်သူဘက်ကရှက်တတန်းကြောင့်ဓာတ်ပုံတော်ရိုင်းမခံဖြစ်လို့ဒုက္ခရောက်နေတယ်လို့ဆိုပါတယ်။နိုင်ငံကတော့အဖေရင်းမဟုတ်ပေမဲ့မိဘသားဖြစ်သူကိုအောင်မြင်စေချင်ပြီးတော့ပိုင်တကုံလိုမျိုးမော်ရယ်ဖြစ်စေချင်နေရပါ။ခုချိန်မှာတော့လူချင်းတရုတ်ဆောင်နိုင်ငံရဲ့သားကအသက်22နှစ်ရှိပြီဖြစ်ခါ ဆစ်ရှင်းနေလို့ခေါ်ဆောင်ကိုတင်ရတာပါနိုင်လို့ရဲ့မြေပါကဟာဓာတ်ပုံရိုက်တာတွေဝါသနာမပါပေမဲ့ဂီတဘက်ကိုဝါသနာပါပြီးတော့ကိုပိုင်ဒီဝိုင်းအဖွဲ့တော်ထောင်ထားတယ်လို့ဆိုရတယ်။ဒါဖြစ်ဖြစ်တရုတ်ဆောင်ဦးနိုင်လူကတော့အခုချိန်မှာတားဖြစ်သူကိုကောင်မလေးအများစုကကိုရီးယားမင်းသားနဲ့တူတယ်ဆိုပြီးတော့ဝိုင်းကြိုက်နေကြလို့တကောင်လေးပေါ်ပြောနေရပါ။ဒါကြောင့်လေကောင်မလေးတွေကရောက်မှခေါ်ရင်စိတ်မဆိုးပါဘူးလို့လူချမ်းတရုတ်ဆောင်ဦးနိုင်လူကဆိုရတယ်။ပြည်သက်တွေကတော့လူချမ်းတရုတ်ဆောင်နိုင်လူဟာမြေပါသားငယ်လေးကိုကုတ်သားရင်လိုမျိုးချစ်ပြီးတော့ဖခင်မြတ်တာပြေဝပေးနေတဲ့စိတ်တမောထားလေးကိုချီးကျူးနေကြတာပါ။ ထို့ပြင်တော့လူကျန်တရုတ်ဆောင်နိုင်လူဟာရုပ်ရှင်ထဲမှာမကောင်းတဲ့ပုံစံမျိုးနဲ့တရုတ်ဆောင်နေရပေမဲ့အပြင်လောကမှာတော့ဖြူစင်းတဲ့နှလုံးသားရှိလို့ဖြစ်နေချီကျူးနေကြတာပါအထက်အားဖြင့်တားဖြစ်သူရဟန်းခံရှင်ပြုပွဲမှာကို့အဖေရင်းတယောက်လိုဖိတ်ကြတဲ့ပြင်တားဖြစ်သူကိုတင်ငန်းဝင်နေကြီးညိုစရာမြင်လိုက်ရလို့ဝမ်းသာပြီးတော့စီးကြလာတဲ့လူကျန်တရုတ်ဆောင်မင်းသားနိုင်လို့ရေးစားဝင်ဖြူစင်းတဲ့စိတ်ဓာတ်နဲ့မြေတားတရားကြီးမားပုံတော့ချီကျူးနေကြတာဖြစ်ပါတယ်နိုင်လို့ရဲ့နေရာမှာတခြားသူသားဆိုရင် မြန်မာသားသမီးကိုကိုယ်တိုင်မိငင်လုံးမေတ္တာတရားထားနိုင်မှုဆိုတာကလွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။နိုင်လုံကတော့မြန်မာသားဖြစ်သူကိုအောင်မြင်စေခြင်းနဲ့ဖခင်တရားရဲ့မေတ္တာကိုအပြည့်အဝပေးနိုင်ခဲ့တာပါ။ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကိုရီးယားမင်းသားလိုချောတဲ့သားဖြစ်သူကြောင့်မြန်မာပန်းပွင့်ရုံသားမကဖြူစင်တဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့လူကျန်းတယောက်ဆောင်မင်းသားနိုင်လုံနဲ့ပတ်သက်ပြီးမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။